ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှင်ညာမပြတ်ဆင်ခြင်အောင်မေသောသူသည်မင်္ဂလာရှိ၏ရှင်ယူရာဩဝါဒစာအခန်းကြီး1ယေရှုခရစ်၏ဂျုံဖြစ်သောယာကုပ်ညီငါယူရာသည်ခမဲတော်ဘုရားသခင်တန်ရှင်းစေတော်မူ၍ယေရှုခရစ်ခေါ်ထားဆောင်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏တင်တို့၌ကရုဏာရှိပါစေသောငြိမ်သက်ခြင်းနှင့်ချစ်ခြင်းများပြားပါစေသော ချစ်သူတို့အညီအမျှဆက်ဆံသောကဲ့တင်ခြင်းအကြောင်းအရာကိုတင်တို့ထံသို့ရေး၍ပေးလိုက်ခြင်းကငါသည်အလွန်ကြိုးစားသည်တွင်တန်ရှင်းသူတို့၌အထက်ကအပ်ပေးခဲ့ပြီးသောယုံကြည်ခြင်းတရားဘက်မှတင်တို့သည်ကြိုးစား၍တိုက်လံစေခြင်းကနိုးစော်တွေးဆောင်၍ရေးလိုက်ရသောအကြောင်းရှိ၏အဘယ်ကြောင့်နည်းဟုမူကားငါတို့ဖျားသခင်၏ကျေးဇူးတော်ကိုကိလေသာ၏ညစ်ညူးခြင်းအလွန်ကမောက်လံလျက် တဘာဒီအစိုးရတော်မူသောအရှင်ငါတို့သခင်ယေရှုခရစ်ကိုညင်းပယ်လျက်အပြစ်ခံစီခြင်းကရှေးကစီရင်မှတ်သားနှင့်သောအာရမလူအချို့တို့သည် ပရိယနှင့်အမတ်တမဲ့ဝင်ကြပြီးထို့ကြောင့်သင်တို့သည်တည်နှင့်တော်လဲငါသည်တတိပေး၍ပြောချင်သောအကြောင်းအရာဟုမူကားထာဝရဘုရားသည်ဤသည်လလူတို့ကိုအဲဂုတုပြည်မှကယ်လွတ်တော်မူပြီးလျင်မယုံကြည်သောသူတို့ကိုတဖန်ဖြက်စီးတော်မူ၏ ထိုမှတပါမိမိတို့အခွင့်အရာကိုမဆောင်မိမိတို့နေရာအရက်ကိုစွန့်ပစ်သောကောင်းကင်တမန်တို့ကိုကြီးစွာသောနေ၌စစ်ကြောစီရင်ခြင်းအလိုငါထာဝရချီနှောင်ခြင်းအဖြစ်မှောင်မိုက်ထဲမှချုပ်ထားတော်မူ၏ထိုနည်းတူတောတော်မျိုးနှင့်ခေါမရမျိုးမှစ၍ပဝင်းကျင်၌ရှိသောမျိုးတို့သည်အထက်က ဆိုခဲ့ပြီးသော လူโซကဲ့သို့မတရားသောမိထုံကိုအလွန်ပြု၍ကိုခင်ဘုံမဟုတ်တော့သူတို့နှင့်မာယွင်းခြင်းအမှု၌ကျင်လေသောကြောင့် ထာရမီးနှင့်ကျွမ်းလောင်ခြင်းဒဏ်ကိုခံရ၍ပုံသက်သည်ထင်ရှားလျက်ရှိကြ၏ယခုရောင်ရမ်းသော အာရမလူတို့သည်ရှေးနီးသူမိမိတို့ကိုယ်ကိုညှဉ်းညူးစေ၍အာနာဇက်ကိုပယ်လျက်ဘုံတကိုကြည်သောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။ကောင်းငင်တမန်မင်းမိခေလမူကမောရှိ၏ကိုယ်ကိုအကြောင်းပြု၍မာနနှင့်ငင်းခုန်သောအခါကဲ့ရဲ့စွာသော ဖြစ်တင်ခြင်းကိုမပြုဝင့်မဲထာဝရဘုရားသည်တင့်ကို ဆုံးမတော်မူစေသည်ဟူ၍သာပြောဆို၏။ ထိုသူတို့မူကားမိမိတို့နားမလဲသောအရာများကိုကဲ့ရက်တက်ကြ၏တရိษံကဲ့သို့ပဂရိအတိုင်းမိမိတို့နားလဲသောအရာများဖြင့်မိမိတို့ကို ပုတ်ပြက်စေတတ်ကြ၏သူတို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားကာအီနာနောက်သို့လိုက်ကြ၏အခါကိုရခြင်းကဘာလံမှားယွင်းတကဲ့သို့အလွန်မှားယွင်းခြင်းရှိကြ၏ကောရာ၏ညင်းခုန်ခြင်းအပြစ်နှင့်ဖြစ်စည်းခြင်းတို့ရောက်ကြ၏မြစ်တာပွဲလို့၍တင်တို့နှင့်အတူ စားတောက်တော့အခါအားမနာပဲမိမိတို့ကိုဝါစွာကြွေး၍ပွဲ၌အစွန်းအကွက်ဖြစ်ကြ၏ရေမရှိလေတက်၍လွင့်သောမိုးတိမ်ကဲ့သို့၎င်းညွန်းနှံ့၍အသီးမတင်နှစ်ကြိမ်တည်၍နှုတ်ပစ်သောတပင်ကဲ့သို့၎င်းမိမိရှက်ချင်းအကြောင်းကိုပွက်စေတတ်သောလိုင်းတပိုးရိုင်းကဲ့သို့၎င်းကျဲပြန်ကဲ့သို့၎င်းဖြစ်ကြ၏ထိုကျဲပြန်တို့အဖို့တခဲနှက်သောထာဝရမောင်မိုက်ကိုတူထားရရှိ၏ အာရမဆင်းသက်၍ခုနှစ်ဆက်မြောက်သောသူအေးနောက်ကထာဝရဘုရားသည်ခပ်သိမ်းသောသူတို့ကိုတရားစီရင်တော်မူ၍မတရားသောသူတို့သည် မတရားသဖြင့်ပြုသော အာရမအမှုရှိသမျှတို့၏အဖြစ်ကို၎င်းမတရားသောလူဆိုးတို့သည်ဘုရားသခင်ကိုပြစ်မှား၍ပြောသောကြံတန်သောစကားရှိသမျှတို့၏အဖြစ်ကို၎င်းဖော်ပြခြင်းကအတိုင်းမသိများစွာသောမိမိတန်ရှင်းသူတို့နှင့်တကွကြွလာတော်မူလိမ့်မည်ဟုပရောဖက်ပြု၍ဟောပြောလေ၏ ထိုသူတို့သည်ညီတန်းဤအပြစ်တင်တတ်သောသူ ကိုတတ်မှတ်ခြင်းအတိုင်းကျင့်တတ်သောသူ ထောင်လွားသောစကားကို ပြောတတ်သောသူကိုအကျိုးစီးပွားကြောင့်သူမျက်နာကိုထောက်ထားခန့်ညားတတ်သောသူဖြစ်ကြ၏ချစ်သူတို့နောက်ဆုံးသောကာလ၌မိမိတို့မတရားသောတတ်မှတ်ခြင်းအတိုင်းကျင့်နေ၍ပြည့်ရင်ပြုတ်တတ်သောသူတို့သည်ပေါ်ကြလိမ့်မည်ဟုငါတို့သခင်ယေရှုခရစ်တမန်တော်တို့သည် ဟောပြောနှင့်သောစကားများကို အောက်မေ့ကြလော့ ိုသူတို့သည်တင်းခွဲသောသူဝိညာဉ်တော်နှင့်ကင်းသောဇာတိပဂတိလူဖြစ်ကြ၏ချစ်သူတို့တင်တို့သည်မိမိတို့အလွန်တန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာမိမိတို့ကိုတိဆောက်လျက်တန့်ရှင်းသောဝိညာဉ်တော်အဖျင်ဆုတောင်းပတနာပြုလျက်ဖရာသခင်ကိုချစ်ချင်းမြတ်တာ၌ကိုကိုစောင့်ရှောက်၍ထာဝရအသက်အလွန်ကငါတို့သခင်ယေရှုခရစ်၏ကရုဏာတော်ကိုမျှော်လင့်၍နေကြလော့ပိုင်းခြား၍တည်တတ်သောဉာဏ်ရှိ၍အချို့တို့ကိုတနာကြလော့ ကိုကာယနှင့်ညင်ညူဆုံးကွက်တော့အဝိကိုပင်ဆက်ဆုပ်ယွန်ရှာ၍ကြောက်ရွံ့ခြင်းနှင့်တကွအချို့တို့ကိုမီးထဲမှဆယ်နှုတ်ကဲတင်ကြလော့ထိမိ၍လဲခြင်းနှင့်ကင်းလွတ်စေမည်အကြောင်းသင်တို့ကိုစောင့်ရှောက်ခြင်းက၎င်းအပြစ်မရှိဘဲဝမ်းမြောက်ခြင်းနှင့်ပြည့်စုံလျက်ရှိသောသင်တို့ကိုဘုံအတ္တိရောရှေ့၌ဆက်တခြင်းက၎င်းတတ်နိုင်တော်မူသော သူဒီဟုသော ငါတို့ကိုကယ်တင်တော်မူသောအရှင်တဆူကြီးသောဖရာသခင်သည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ယခုမှစ၍ကဘာအဆက်ဆက်ဘုံတကိုအာနုဘော်နှင့်အစွမ်းတတ္တိအာနာဆက်ရှိတော်မူစေသတည်းအာမင်